ပြီးခဲ့တဲ့မှာမှာ2000လောက်ဒီဖိုင်ဝဲမှာပွဲဆူစီခဲ့တဲ့အဓိက idol တွေဟာ fat generation က K-pop အဖွဲ့အသစ်တွေကပဲဥဆောင်လာတယ်လို့ပြောရပါမယ်ခင်ဗျာမမ2025ကိုကြည်ချင်းအဖြစ် K-pop Andrea ဆိုရင်မျိုးဆက်တဲ့ Fat Generation အဖွဲ့တွေရဲ့ဆန်းစာမှုအောက်မှာတဖြည်းဖြည်းနဲ့အပြောင်းလဲဖြစ်နေပြီဆိုတာကိုရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရမှာပါခင်ဗျ။ဆိုတော့ကဒီနေ့မမဘွဲဟာဆိုရင် Generation အဟောင်းတွေနဲ့အသက်တွေရဲ့စိတ်မြေဖြောပြမှုတွေကြားကခြားနာချက်ကိုပိုပြီးတော့ထင်ရှားစေခဲ့ပါတယ်။ Fat Generation ရဲ့အထင်ရှားဆုံးပြောင်းလဲလာမှုကတော့ဘာလဲဆိုရင်တော့စင်းမြင့်အပေါ်ကစွန့်ရည်ဖြစ်တဲ့ State Present နဲ့ Life Skill ကိုအဓိကထားလာခြင်းပါပဲခင်ဗျာပြောပြရမယ်ဆိုရင်ပြီးခဲ့တဲ့မမားဘွဲဒုတိယနေညမှာ Baby Monster ရဲ့ Golden Life Stage ဟာဆိုရင်အဖွဲ့ဝင်၃ဦးရဲ့ဒီတချင်းဖြော်ပြမှုဟာမယုံကြည်နိုင်စရာကောင်းလောက်အောင် Live Vocal စွန့်ရည်တွေပြေဝနေတဲ့အတွက်ပရိသတ်တွေကတခဲနဲ့ချီးကျူးခဲ့ကြပြီးတော့ Live Power House လို့တောင်တင်ဆိုင်ခဲ့ကြပါတယ် ဒါအပြင် Cortex ကဘန်း performance Cortex ဟာတခြားအဖွဲ့တွေလိုအခဆင်းမြင်သက်သက်မဟုတ်ဘဲနဲ့ဆင်းမြင်ပုံမှာတကယ် TI ဒူရီယာတွေနဲ့ live band performance ကိုတင်ဆက်ခဲ့ပါတယ်ဒီလိုထူးခြားတဲ့ပုံစံဟာ K-pop ရဲ့ဂီတအမျိုးအစားကိုပါပုံမူကျပြတ်လာအောင်တွန်းအားပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာဒီလိုအရေးအချင်းတွေပြောရနေလို့ Cortex က Best New Artist ဆုကိုရရှိခြင်းဖြင့်သူတို့ဟာ First Generation အဖွဲ့တွေထဲမှာဆိုရင်အကောင်းဆုံးနဲ့အလားအလာရှိဆုံးအဖွဲ့ဖြစ်ကြောင်းအတိအမှန်ပြုခံခဲ့ရပါတယ်ခင်ဗျာ မမညကိုအမျိုးကြွဆုံးဖြစ်အောင်ပြုလုပ်ပေးခဲ့တဲ့နောက်ထပ် stage တစ်ခုကတော့ audit project ပါပဲ audit project ဟာဆိုရင်သူတို့ရဲ့ head တချင်းတွေဖြစ်တဲ့ famous နဲ့ weekend တို့လိုတချင်းကောင်းတွေကိုစွမ်းရည်အပြင်းနဲ့ဖျော်ဖြေခဲ့တာပါသူတို့ရဲ့ဖျော်ဖြေမှုဟာ Kemi Headhorn နဲ့ R&B ရိုက်ခတ်မှုကိုမိမောင်းထိုးပြခဲ့ပြီးတော့မမစင်မြင့်ကိုအရာအောင်တွေးဆောင်နေစေတဲ့ fresh generation ကိုပိုင်ဟန်ကိုပေါ်လင်းစေခဲ့ပါတယ်ခင်ဗျာ မမ2035ဘွဲဟာဆိုရင် G-Dragon နဲ့ Stray Cats တို့လိုအဖွဲ့တွေရဲ့အောင်မြင်မှုကိုမြင်တွေ့ရတယ်လို့ပဲ။ Dream Monster Cortex နဲ့ Audio Project တို့ရဲ့ခက်သက်ကိုဖန်တီးနေပုံကိုပါမြဝထည်တွေတွေ့မြင်ခဲ့ရပါတယ်ခင်ဗျ။ဟုတ်ကဲ့ပါ Fat Generation အဖွဲ့တရားဆိုရင်ကောင်းမွန်တဲ့အစင်းမြင့်စွမ်းရည်ကဘာလုံးဆိုင်ရာ Fantine အင်အားနဲ့စမ်းသက်တဲ့ဂီတပုံစံတို့ကိုပေါင်းစပ်ပြီးတော့ K-pop NLC ရဲ့အနာဂတ်ကိုဥဆောင်မဲ့အင်အားစုတွေဖြစ်လာနေပြီဆိုတာကိုထင်ထင်ရှားရှားမြင်တွေ့ခဲ့ရပါတယ်ခင်ဗျာပရိသတ်ကြီးအနေနဲ့ရောဒီပြီးခဲ့တဲ့မှာမှ2025ဘွဲကိုစိတ်ကျဉ်းနှံမှုရှိခဲ့ရလားဆိုတာမှတ်ချက်လေးပေးတော့ပါအောင်နော် နောက်ဆိုရင် drama နဲ့ K-pop သတင်းလေးတွေကို K-pop ဆိုင်ရဲ့ YouTube channel မှာပဲ update လုပ်တော့မှာမို့လို့ YouTube channel လေးကိုလာရောက်ပြီးတော့ subscribe လာလို့ထားပေးပါအောင်လို့တရားခံလိုက်ပါတယ်ခင်ဗျာအားပေးမှုအတွေ့အထူးကိုကျေးဇူးတင်ရှိပါတယ်နော်ကျွန်တော်ရဲ့ YouTube channel လေးကို YouTube ရဲ့ search bar မှာ K-pop stan CBA ဆိုပြီးလို့ရိုက်ရှာပြီးတော့ alert တွေကိုရှာဖွေပြီးတော့ subscribe လာလို့ထားလို့ရပါတယ်ခင်ဗျာ